ရေဘေးသင့်ဒေသတွေမှာအဖြစ်များနေတဲ့ယောဂါတွေကနေကာကွယ်ရေးနဲ့ရေကြပြီးဖြစ်တတ်တဲ့ယောဂါတွေနဲ့ပတ်သက်ပြီးဆေးပညာဆောင်းပါရှင်ဒေါက်တာမြင့်ဦးကို RFA သတင်းနောက်မတ်သီတိမင်းစင်ကတွေ့ဆုံမေးမြန်းထားပါရရှင်။ ခုလက်ရှိပေါ့နော်ဒီရေပေးတဲ့ data တွေကိုဆရာတို့အနေနဲ့ဘယ်လိုမျိုးဆောင်ရွက်အဖွဲ့တွေစစ်လွတ်ထားလဲနောက်ပြီးတော့ဘယ် data တွေကိုတွားရောက်ထားလဲဆိုတာလည်းသိချင်ပါရဲ့ရှင်သူကခုဆောင်အဖွဲ့တွေက volunteer တွေပေါ့သူတို့တွေတွားနေတယ်အဲ့တော့ကျွန်တော်ကဒီရန်ကုန်မှာလည်းမကောက်မန်းလေးမှာလည်းမိတ်ဆွေတွေရှိတယ်မန်းလေးမှာလည်းသူရောခုဆောင်အဖွဲ့တွေရှိတယ်သူတို့ဆိုလို့ရှိရင်ကျွန်တော်ကဒီဟိုမကွေးတိုင်းကမြို့တွေကိုမနေ့တနေ့ပဲပြန်လာတယ်ကျွန်တော်တကယ်ချင်းရန်ကုန်မှာရှိတဲ့သူရောခုဆောင်နေရာလည်း ဘယ်လိုလဲဆိုတော့သူတို့ဟာသူတို့ပေါ့တချို့ဒီ secretary ရောကိုဆောင်အဖွဲ့ကိုပူဇော်ပြုပြီးသွားတာရှိတယ်။တချို့ကြလည်းသူတို့မင်္ဂလာ foundation လို့ပါလို့ပေါ့နော်။တခြားအဖွဲ့တွေနဲ့ဆောင် volunteer တွေလုပ်ပေးတယ်။အခုကျွန်တော်ကိုယ်တိုင်လည်းဦးဝင်းတင် foundation မှာ ကိုစေနာဝန်တန်းစေကံဖွင့်နေတဲ့အတွက်ကြောင့်စေကံတောင်းတောင်းယူပြီးတဲ့အတွက်ကြောင့်ဒီဖွဲ့ရနေလဲကျွန်တော်တို့ရှိကိုသွားဖို့ရှိပါတယ်။ဆရာနေလဲအဲ့လိုမျိုးပေါ့နော်ဒေတာတွေကိုသွားရောက်တဲ့အခါမှာဆိုရင်ရောပေါ့နော်ဘယ်လိုမျိုးအတွေ့အကြုံတွေတွေ့ကြုံရလဲနောက်ပြီးတော့အဲ့ဒီဒေတာတွေမှာပေါ့နော်ဘယ်လိုယောဂါတွေအဖြစ်များနေလဲဆိုရင်သိချင်ပါတယ်ရှင်။တွေ့ရတဲ့ယောဂါတွေအနေထားဆိုရင်တော့ရေကြီးရေရှမ်းတဲ့ကာလမှာဖြစ်ပျက်စရာပထမဆုံးခုနကာကွယ်ထားရမယ့်အဆင့်ကကျွန်တော်တို့ကြုံလွန်သွားပြီ။အဲ့တော့ရေတွေကနေနစ်နေတဲ့ရေကြီးရှိတဲ့ခါလောက်ရှိတဲ့လူတွေကိုသွားပြီးတော့ခုဖေးဖေးမှကူညီပြီးတော့ကျွင်းနှွားတွေကိုကျွန်တော်တို့ကြိုးတွေနဲ့ဆွဲလာ ယာယီခုံလုံးရမယ့်နေရာကိုဆွဲပြီးတော့အဲ့ဒီနေရာမှာဟိုတေဆုံးတာရှိတာပေါ့နော်အဲ့တော့ flooding ပေါ့ခုနရေရှမ်းနေတဲ့အဆင်မှာတခါကျလူတွေကဟိုငါရေကူးတတ်တာပဲဆိုပြီးတော့လူတွေကသွားကြတယ်အသက်ကဟိမအသက်ကဟိညီမွေးသွားဘူးအဲ့ဒီကြောင့်ကျွန်တော်ရေစီးမှမျောပါသွားတာအဲ့တော့အဲ့ဒီနေရာမှာရေနစ်ကြတာအခုကျွန်တော်တို့ဒီနေ့ထုတ်ပြန်တဲ့စင်းရလူ100နီးပါးလောက်ရေမျောမှပါပြီးတော့ရေနစ်တည်ရတယ်အဒီတော့ရေကြီးရေရှမ်းတဲ့အချိန်မှာအဓိကအဖြစ်ဆုံးတာလူတည်နိုင်တာကတော့ရေနစ်ပြီးတည်တာပေါ့ drowning ပေါ့နော်ကြည့်အခုရေရှမ်းပြီးတဲ့အချိန်မှာသူကကြာသွားပြီ ကျသွားတဲ့ခါကျတော့ကျွန်တော်တို့ကခုနရှင်နေဘွက်တွေမှာပူတော့ဆိုးသွားတယ်ရေရှံနေတဲ့ချိန်တော့လှိနေသွားလို့ရတယ်အသက်ကအင်ကြီးဝတ်ထားလို့ရတယ်ဒီချိန်မှာဘွက်တွေကြားထဲမှာအသက်ကအင်ကြီးဝတ်ထားလဲလကားဖြစ်နေပြီ ဒီအနံ့အစိုးတွေရောအကုန်လုံးရှန်သွားတဲ့ခြေတွေကခုနမစင်နေလဲပါလာနိုင်တယ်။နော်တောက်ရည်တွေလည်းအကုန်လုံးကိုနေကန်ကန်နေလဲအကုန်လုံးဒီရောတွန်းကုန်ပြီပေါ့နော်။ပိုးမွှားတွေအကုန်လုံးရှော်နေပေါ့။အညစ်ကြေးတွေတရိษံအညစ်ကြေးတွေတရိษံအသေးတွေပါအစအကုန်လုံးရောက်နေပြီ။အဲ့တော့အဒီရည်တွေဟာလူတွေရဲ့အန္တရာယ်ရှိတာပေါ့နော်။အဲ့တော့ကျွန်တော်ရည်ကြီးတဲ့အချိန်တုန်းကဖြစ်တတ်တဲ့ယောဂါတွေအကြောင်းပြောမယ်ဆိုရင်ဒီပါဇက်သေးဝင်လို့ရှိရင်ခုနမစင်နေတဲ့ရောပါသွားပြီဆိုတဲ့ဟိုကဝမ်းပြက်ဝမ်းလျှော်ယောဂါတွေဖြစ်တော့မှာပဲ။ရည်နဲ့အစားအသောက်ကြောင့်ဖြစ်တဲ့ယောဂါကဝမ်းပြက်ဝမ်းလျှော်ယောဂါတွေဖြစ်နိုင်မယ်။ အသေးရောင် A ဘိုး B ဘိုး A ဘိုး C ဘိုးတွေပေါ့ A ဘိုးနဲ့ A ဘိုးရှိမယ်ခုနကကျွန်တော်တို့ ABCD EFG မှာเนาะ F တို့ G တို့ဒါတွေကအကုန်လုံး B ဘိုး C ဘိုးကတော့ကျွန်တော်တို့တွေးကတဆင်ကူးတယ်ဆိုပေမဲ့ခုနကအစားတောင်းနဲ့ရေရကူးတဲ့အသေးရောင်တဝါတွေရှိသေးတယ်ဒီယောဂတွေဖြစ်နိုင်တယ်နောက်ခါတိုက်ဖိုက်ယောဂပါเนาะဥရောငန်းဖြတ်ယောဂတွေဖြစ်နိုင်တယ်ဒါကအစားတောင်းနဲ့ဖြစ်တဲ့ယောဂတွေနောက်ခါရေမတန့်လို့တကွေတန်ရှင်းရေလည်းကောင်းကောင်းမစိနိုင်တော့ဆိုရင်အရေပြားနာတွေဆွဲတာပေါ့နောက်ခါတချို့ကအခုလိုဘွက်တွေနေရာမှာခြင်တွေကပြန်ပေါက်ပါပြီရေကြီးတော့စီးနေတဲ့ခြင်တွေပါပြောပါကွာခုနဒါပေမဲ့ဒီ ီမျောပါပါပြီးတဲ့နှစ်ပတ်အတွင်းမှာဒီရှင်တွေကသဲသံပြန်ပောက်ွားလာမယ်။အဲ့တော့အခုတတိထားရမှာကငှက်ဖျားနဲ့သွေးလွန်တုပ်ကွေးဒီကားမှာเนาะဒီရေ တင်ကြံခဲ့တဲ့ကွက်ကလေးတွေကွက်ကလေးတွေမှာကျွန်တော်ဒီချင်းတွေပေါက်မယ်တွန်းတော်တကွေးတွေရောအခုတချို့ဆိုရင်ငှက်တုတ်ကွေးရောကလည်းအရန်ဖြစ်နေပြီအေးမီနာဆေးချောင်းဆိုးတွေကဒီနေရာမှာဖြစ်တယ်နောက်တစ်ခုပြဿနာကမွေကကိစ္စပေါ့နော်လူတွေကမွေကိုက်ပြီဆိုလို့ရှိရင်လည်းမွေကိုမယားမကလိုက်ဖမ်းပြီးတော့အလားချင်းကိုမခံနဲ့အယောင်နဲ့ဘာလဲလို့ကျွန်တော်ပြောလိုက်ရင်ရပြီဘယ်လောက်ရှည်လဲဆိုရပြီဒိုးနဲ့စီးစရာလည်းမလိုမလုပ်မရှားပဲနဲ့ခေါ်သားမယ်တန်းစင်နဲ့ခေါ်သားမယ်မွေစိတ်ဖြည့်ဆည်းရှိတဲ့နေရာကိုရောက်ရမယ် ဒါကမွေစိတ်ဖြည့်စည်တွေချုပ်နေရတယ်ပြေးနေပါပြီကြောက်နေတယ်ဟိုအစိုးရကလည်းပြန်ပြီးတော့ရောင်းပေးတယ်ပေါ့ပထမမင်းတော့ကျွန်တော်ဝယ်လို့မရဘူးဟိုနောက်ပိုင်းတော့ဝယ်လို့ရလာတယ်အဲ့တော့တနေရာမှာအနည်းဆုံးမွေစိတ်ဖြည့်စည်၈လုံးကနေကျွန်တော်၁၆လုံးတော့ ready ထားထားမယ်အစိုးရကတော့ကျမိုင်းနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဘယ်လိုမျိုးပြင်ဆင်မှုတွေပြုလုပ်ထားလဲနောက်ပြီးတော့ဒီရေချာသွားပြီးနောက်ပိုင်းအတွက်ကောကျမိုင်းနဲ့ပတ်သက်ပြီးပြင်ဆင်မှုတွေဘာတွေကိုတွေ့ရလဲဆရာအခုတော့နိုင်ငံတော်သမ္မတကိုယ်တိုင်သွားလာနေတာကျွန်တော်တို့တင်းနေနေတိုင်းတွေ့ရတယ်တပ်မတော်သားတွေကနေပြီးတော့ကွန်ရီယာတွေ့ရတယ်တပ်မတော်စစ်တပ်ဖွဲ့တွေသွားလာရှိတယ်ကျွန်တော်ဆရာအောင်အသိန်းရတော့ ော့အဆူအမဟုတ်ဘောလေတော့အဆူအဘိုင်းကတော့တက်ဆိုင်ရာဒေသတွေမှာမြို့နယ်တွေမှာဒီနေ့ဆိုလို့ရှိရင်တယ်လီဖုန်းနံပါတ်တွေပါတွေပါအကုန်လုံးသတင်းစာတွေမှာရှင်းညာတွေ့တယ်တော့သူတို့လောက်တာလဲကျွန်တော်အားရပါတယ်ဒါပေမဲ့လုံလောက်ပြီလားဆိုမလုံလောက်ဘူးလူ့ရဲ့အသက်ကစောင့်လို့မရအောင်အာဟာရချို့တဲ့မှာတဝေးဖျားနာမှာတက်ဖိုက်ဖြစ်မှာဝမ်းမြောက်ဝမ်းကျော်ဖြစ်မှာဒါတွေကိုကျွန်တော်ရှင်းပြောရင်ရှင်းတော့ဒီအပြင်ပမှာရှိတဲ့ပုတ်ကလိကရှိတဲ့ဆီအောင်တွေပါကျွန်တော်တို့ခေါ်ပါ ကျွန်တော်အစင်းသိမ့်ပါပဲကျွန်တော်ဝလာပါမယ်ပွေးပါမယ်ဒီ data တွေမှာရေးပေးတဲ့ data တွေမှာပေါ့နော်ဒီသွေးလွန်တော်ကွေးတို့ဖျားဖျားတို့မဖြစ်အောင်ပေါ့နော်ဘယ်လိုမျိုးနေထိုင်တင်လဲဆိုတာပြပြရပါရှင်ချင်းတော်တွေမှာဟိုနေ set aside ပေါ့နော်ချင်းမနာအောင်ပိုးသက်စေတွေဖြန်းထားတဲ့ကလကာတွေ နောက်ခါကျွန်တော်တို့ချင်းအောင်နေဒါမျိုးကျွန်တော်အလုံးလောက်ဖြန့်ပေးရမယ်လူတွေကိုချင်းအောင်နေအိပ်ပါတော့မရှိရင်အိမ်မှာရှိရဲ့ကလကာတွေအကုန်လုံးအကြောင်းနေမှာရှိရဲ့ကလကာတွေအကုန်လုံးချင်းစေးစေးစေးရီစိန်ချင်းအောင်နေထောင်ကြပါလူတွေချင်းမကက်အောင် repellent repellent နေရည်လေးပါမဖျားဖို့ထိရောက်မကွင်အုံနောက်ထေုံမဖျားဖို့ဝင်တာတို့เนาะငါဖျားကြောင့်အသေးရောက်တာတို့ဖြစ်လာနိုင်တာပေါ့နော်အဲ့တော့ဒီသွေးလွန်တုပ်ကွေးရဲ့ငါဖျားရဲ့ဟိုစင်ချေတောက်ကချင်းမကက်အောင်ဒီထဲမှာကခုနကပြောတဲ့ဟိုတခြားယောဂါတွေကတော့အရေပြားယောဂါတွေကတော့ခုနကပြောပြပါပြီเนาะရေတွေမတန့်လို့ဖြစ် ်တာတွေရေကိုအမြန်တမ်းတန့်ရှင်းတဲ့ရေနဲ့ဆေးကြောနေဖို့เนาะအဲ့လိုနောက်ဆေးကန်းလှူရဲဆိုရဲဆေးအောင်တွေကျွန်တော်တို့ဒီမှာဆက်သွဲပါကျွန်တော်ဆေးအောင်တဲ့မှာ volunteer တွေအစင်းသင်းစောင့်နေပါတယ်သူတို့နီးနေတယ်သူတို့သွားနေပါတယ်เนาะဟုတ်ကဲ့ပါရှင်အခုလိုမျိုးပေါ့เนาะဒီရေဘေးတင့်ဒေတာတွေရကျမ်းမိုင်းအခြေအနေတွေနဲ့ပတ်သက်ပြီးတော့လာရောက်ပြီးတော့ဖြေကြားပေးသွားတဲ့ဆေးအောင်ကျေးဇူးတင်ပါတယ်ရှင်ကျွန်တော်လည်းဒီမှာပြောခွင့်ရတဲ့အတွက်ကြောင့်မှန်တာပါတယ်အားလုံးကျေးဇူးတင်ပါတယ်